အရှင်အာနန္ဒာကိုတရားထုတ်ရစေတဲ့တရားတစ်ပုဒ်ကြောင့်ပြောချင်တယ်ဗျာအရှင်အာနန္ဒာဟာဗုဒ္ဓရဲ့ညီတော်ဆိုတာအလုံးအသိဖြစ်ပါတယ်ဒါပေမဲ့ဗုဒ္ဓပြိဋိဘံဆံတော်မူတဲ့အချိန်ထိအရှင်အာနန္ဒာဟာယဟန္တာမဖြစ်သေးပါဘူးသူတို့ချာချာဗုဒ္ဓပြိဋိဘံဆံပြီးမှအရှင်အာနန္ဒာဟာယဟန္တာဖြစ်လာတယ်ဆိုပါတယ်အဲ့ဒီလိုတရားထူးရပြီးတော့ယဟန္တာဖြစ်စေတဲ့အထက်မှာဒီတရားတစ်ပုဒ်လည်းပါတယ်ဗျ ဒီတရားအကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးတော့ပါမယ်။အရှင်အာနန္ဒာဟာတာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတည်င်းသုံးနေတဲ့အချိန်ပေါ့ဓမ္မကရိကအရာမှာအေဂျတက်ရတဲ့အရှင်ပုံနာရဲ့တရားကိုနားပြီးတော့အရှင်အာနန္ဒာဟာသောရပန်တီလာခဲ့ပါတယ်။အရှင်အာနန္ဒာကယဟန်နေကိုပြန်ပြောပါတယ်။ငါ့ရှင်တို့အရှင်ပုံနာဟာတို့ဖို့အလွန်ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ပါ။တို့လိုသာသနာဘောင်ဝင်လာကစားယဟန်နေအတွက်အင်မတန်မှအားကိုးရတဲ့ပုဂ္ဂိုလ်ပါ။ တို့တွေဟာအရှင်ပုံနဂတရားကိုအသေးစိတ်ရှင်းပြတာနားရလို့တရားထူးတရားမြတ်ရခဲ့တယ်လို့ရှင်းပြပြီးအရှင်ပုံနဂဘလို့တရားဟောခဲ့တယ်လဲဆိုတာဆက်ပြီးရှင်းပြပါမယ်။အရှင်ပုံနဂဟောတဲ့တရားကတကယ်တူတူလေးဗျ။ဘာတရားလဲဆိုတော့ဥပဒါရအာဟုသော အသိမ့်တီဟောတီနောအနုပါဒရာတဲ့ယူရှင်းရှင်းလေးပါ။ငါဆိုတဲ့တွေဟာတစုံတစ်ခုကိုမှီပြီးတော့မှပေါ်လာတာပါ။ အမိမရှိပဲအမိမပြုတ်ပဲမပေါ်ပါတဲ့လောကလူတွေရဲ့ငါဆိုတဲ့အတွေ့အကြုံဟာဘာကိုဆွဲမိပြီးတွေးနေကြတာလဲဆိုရင်ငါရှင်အာနနာဘာကိုဆွဲမိပြီးပေါ်လာတာလဲဆိုရင်ခန္ဓာငါးပါးကိုဆွဲမိပြီးပေါ်လာတာဖြစ်တယ်ရုပ်ကိုဆွဲမိပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတယ်ခံစားချက်ကိုဆွဲမိပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတယ်စိတ်ထဲကမှတ်သားမှုဆိုတဲ့တညာကိုဆွဲမိပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတယ် ကြံတွေးခြင်းသိခြင်းစိတ်ရဲ့လှုပ်ရှားမှုဆိုတဲ့သင်္ခါရတွေကိုစွဲမိပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတာဖြစ်တယ်။အတိစိတ်ဆိုတဲ့ဝိညာဉ်ကိုစွဲမိပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတာဖြစ်တယ်။အဲ့ဒီရုပ်ဝေဒနာတညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုမမီပဲငါဆိုတဲ့အတွေ့မပေါ်နိုင်ဘူး။ခန္ဓာ၅ပါးကိုငါလို့ထင်မှတ်နေကြတာဖြစ်တယ်။ငါဆိုတဲ့အတွေ့ဟာမာနအတွေ့ ငါဟာဆိုတဲ့တွေးဟာတဏှာတွေးအဲ့ဒီတဏှာမာနာဆိုတဲ့မှားယွင်းနေတဲ့အတွေးတွေဟာမိမိတို့တဏှာမှာရှိတဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တို့ကိုဆွဲမိပြီးဖြစ်ပေါ်လာတဲ့အတွေးတွေကွယ်ဥပမာနဲ့ရှင်းပြအောင်က လူငယ်လူရွယ်တွေဟာကိုကိုကိုအလားပြင်တဲ့အနေနဲ့ကြေးမုံတို့မှန်ပြင်လို့မှကြည်ကြတယ်အဲ့ဒီကြေးမုံမှန်ပြင်ကိုကြည်တဲ့အခါမိမိရဲ့မျက်နှာရိပ်ကို အပြည့်အနာစာရှိတယ်မရှိဘူးဆိုတာစင်ကျင် သုံးသက်ကြတာပေါ့အဲ့ဒီလိုစင်ကျင် သုံးသက်ရတဲ့မျက်နှာပုံရိပ်လေးဟာမှန်ဆိုတဲ့မိယာမရှိဘဲနဲ့ပေါ်လာပါမလားမပေါ်နိုင်ဘူးကွမှန်ဆိုတဲ့မိယာကိုမှီပြီးအရေးဆိုတာပေါ်လာတာဖြစ်တယ်ဒီလိုပါပဲငါဆိုတဲ့တွေ့ဟာလဲရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ခေါ်တဲ့ခန္ဓာ၅ပါးယုံနဲ့တရားကိုမှီပြီးတော့တာ ေါ်လာရတာဖြစ်တယ်လို့အရှင်ပုံကကရှင်းပြလိုက်ပါတယ်။ဒါကြောင့်တရားချစ်ခင်မိတ်ဆွေများလည်းငါဆိုတဲ့တွေဟာယုတ်ဝေဒနာတညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးယုတ်နဲ့တရားတွေကိုမှီပြီးတော့သာပေါ်လာရတာဖြစ်တယ်လို့နားလည်သဘောပေါက်ကြပြီ။အရှင်အာနန္ဒမထေရမြတ်ကြီးကဲ့သို့တရားထုတရားမြတ်ရအောင်ကြင်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့တင်ဆက်ပေးလိုက်ပါတယ်ဗျာ။